မင်္ဂလာပါရှင်၂025ခုနှစ်မေလ16ရက်နေ့တွင်မိုးလီဝတ်သားနယ်ဇလာဗီတာတရင်များကို နေပြီးတော့မိုးလီဝတ်သားနယ်ဇလာဗီတာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချင်းချင်းနေများမှာကရင်ပြည်နယ်နဲ့တနင်္သာရီတနင်္သာကြီးတို့မှာမေလရဲ့ပုံမှန်ပူချင်းတို့ထံ3ဒီဂရီဆက်စီယံမှ4ဒီဂရီဆက်စီယံအထိနဲ့ ချင်းမီနယ်မှာမေလာရဲ့ပုံမှန်ဘူးချိန်ထက်2ဒီဂရီဆက်စီယံပိုခဲ့ပြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမေလာရဲ့ပုံမှန်ဘူးချိန်တော့2ဒီဂရီဆက်စီယံနဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းမှာမေလာရဲ့ပုံမှန်ဘူးချိန်အောင်3ဒီဂရီဆက်စီယံရောင်းနေခဲ့ကကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာမေလာရဲ့ပုံမှန်ဘူးချိန်ခန်းသာရှိခဲ့ပါတယ်2025ခုနှစ်မေလ18ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူကြတဲ့နေ့ပူချိန်ချင်းလေးများမှာ6မြို့မှာ 40.4ဒီဂရီဆက်စီယံမြေမှုမျိုးမှာ38.6ဒီဂရီဆက်စီယံကြောက်ဆဲလွန်ကျော်မှာ38.2ဒီဂရီဆက်စီယံညောင်လေးပင်မျိုးမှာ38ဒီဂရီဆက်စီယံမြင်းကြံမျိုးနဲ့တထောင်လေးချောင်းမိုးလေးဝတ်သားတို့မှာ38.8ဒီဂရီဆက်စီယံစီကော့ကရီမျိုးမှာ38.5ဒီဂရီဆက်စီယံမင်ဘူးမျိုးမှာ38ဒီဂရီဆက်စီယံတဝဲမျိုးမှာ36.8ဒီဂရီဆက်စီယံနဲ့မုံရွာမျိုးနဲ့ဖအံမျိုးတို့မှာ36.6ဒီဂရီဆက်စီယံစီတို့ဖြစ်ကြပါတယ် မတားပွဲရမွေချိန်ညမှာရွာငံမြို့မှာလေတတမ33လမ်းမှာနေပြီးတော့ပုပ်ပါတီရီမြို့နယ်မှာ33တတမ39ခွန်လမ်းမှာတာစီလိုင်းတတမလေတတမကိုတဲလမ်းမှာစစ်တွေမြို့မှာတတတမကို3လမ်းမှာနေပြီးတော့တခိနာတီရီမြို့နယ်မှာတတတမကို39လမ်းမှာရွှေဘုံမြို့မှာတတတမ65လမ်းမှာပင်လောင်မြို့မှာတတတမ93လမ်းမှာမြင့်ငယ်မြို့မှာတတတမ46လမ်းမှာ အုတ်ကံမျိုးမှာတက်တက်တမ၃ရှစ်လက်မနဲ့မြင်းချံမျိုးမှာတက်တက်တမနှစ်နှစ်လက်မတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လဲတနအိခွဲအချိန်မူလီဝတ္တကျူတို့မှာဖန်ယူရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နေမင်္ဂလာပင်လယ်တို့မှာတိမ်တင့်တင့်မှာတိမ်ထူထန်နေပါတယ်။မြန်မာနိုင်ငံပုံမှာကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ် အေရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များပြတ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျရနေရတဲ့လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ကပ်ခြင်းမိုးထစ်ကြုံခြင်းမိုးချိုပြစ်ခြင်းလက်စည်းလက်ခြင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်တတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင့်တင့်မှတိမ်ထူထက်နေရကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြင်းအတူမြေပုံစံအရမြေဝကြုံမိုးမုတ်တမခွေ မော်ဒန်နိုင်ငံရတဲ့လျှောက်တို့မှာမုတ်တုံလေးအာတင်တင်ရှိနေပါတယ်။ဘင်္ဂလားပင်လယ်ော်ခြေနေမှာကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်ော် တောင်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာမုတ်တုံလေးအာတင်တင်ရှိနေပြီးကျန်ဘင်္ဂလားပင်လယ်ော်မှာတိမ်ထူထပ်နေပါတယ်။မြန်မာပင်လယ်ပြင်မှာမြမကဲဦးတန်းတရှောင်းနဲ့ကံလုံပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်တင်မှာလှိုင်းကျင်နေပါလိမ့်မိုးသက်လေပြင်းကြာစဉ်ရေပြင်းပြင်းလေးဟာတနအိုင်ကိုမိုင်30မှ35မိုင်တိတိုက်ခတ်နိုင်ပါလိမ့် လိုင်းမြမမြမကဲရိုးတန်းတချောင်းနဲ့ကံလုံးပင်လေပြင်းတို့မှာခုနှစ်ပြီမှကိုပီကန် ရှိနေပါတယ်မနှက်ပြမနှက်ထီခက်မှန်းချက်များအနေနဲ့ကတော့မခွေတိုင်းဒေသကြီးကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစစ်စစ်နဲ့ကချင်ပြည်နယ်ရှမ်းပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ချင်းပြည်နယ်ရခိုင်ပြည်နယ်အေရီတန်ဒီသားကြီးရန်ကုန်တိုင်းဒီသားကြီးပဲခူးတိုင်းဒီသားကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတန်ဒီသားကြီးတို့မှာနေရာနှံ့ပြမှုထစ်ချုံရပြီး ချင်းပြည်နယ်ရခိုင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးနယ်နေပြည်တော်တို့မှာနေရောင်ကပီးမူကြီးနိုင်ပါတယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလာပြီးတာခံမှန်းချက်များကိုတင်ပြပါမယ်ရှင် နေပြည်တော်နဲ့ညီတော်အတွက်မနေ့ဖြန်မနေ့ထိမိုးလေဝသအခြေအနေခံမှန်းကြမှာမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ကြုံရပါမယ်အမြင့်ဆုံးမူချိန်မှာ31ဒီဂရီဆက်စီယက်88ဒီဂရီဖာရင်ဟိုက်နဲ့အနိုင်ဆုံးမူချိန်မှာ27ဒီဂရီဆက်စီယက်80ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်ညီတော်အတွက်မနေ့ဖြန်မနေ့ထိမိုးလေဝသအခြေအနေခံမှန်းကြမှာနေရာကွက်ကြားမှုထစ်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆက်စီယက်63ဒီဂရီဖာရင်ဟိုက်နဲ့အနိုင်ဆုံးပူချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါသေးတယ်။ မန္တလေးမြို့နယ်နေတွိုင်းအတွက်မနှက်ဖြန်မနှက်ထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာမိုးတစ်ချိန်နှစ်ချိန်ထချုံရွာပါမယ်အမြင့်ဆုံးဘူးချိန်မှာ33ဒီဂရီဆက်စီယံ67ဒီဂရီဖာရင်ဟိုက်နဲ့အနှိမ့်ဆုံးဘူးချိန်မှာ25ဒီဂရီဆက်စီယံ89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်နောက်နေ့ရက်အတွက်ခန့်မှန်းချက်အနေနဲ့ကတော့မြန်မာနိုင်ငံအလဲပိုင်းဒေသများမှာထချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်အခုတင်ပြခဲ့တာကတော့ ဒီကနေ့မွန်လနှစ်နာရီချင်းထုတ်ပြန်တဲ့မိုးလီဝတ္တနဲ့ဇလာဘီတာသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကြံမှချမ်းသာကြပါစေရှင်